ရီးမီးယားလိအဖွဲ့ချုပ်ဟာလက်ရှိကျင်းပနေတဲ့2024-2025ရာသီပရီးမီးယားလိပြိုင်ပွဲရဲ့အကောင်းဆုံးနည်းပြဆုအကောင်းဆုံးကစားသမားဆုနဲ့အကောင်းဆုံးလူငယ်ကစားသမားဆုအတွက်စကားတင်စာရင်းတွေကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။အကောင်းဆုံးနည်းပြဆုအတွက်စကားတင်စာရင်းမှာနည်းပြ၅ဦးပါဝင်ခဲ့ပြီးပရီးမီးယားလိချန်ပီယံဆုရယူနိုင်ခဲ့တဲ့လီဗာပူးနည်းပြအာနယ်ဆလော့နဲ့အတူဝူ့ဖ်နည်းပြပယ်ရီရာ Nottingham Forest နီးပြ Nuno Santo, Newcastle နီးပြ Eddie Howe နဲ့ Brentford နီးပြ Thomas Frank တို့ပါဝင်ခဲ့တာပါ အကောင်းဆုံးကစားသမားဆုအတွက်စကားတင်စီရင်မှာတော့ကစားသမားရှေ့ကိုပါဝင်ခဲ့ပြီးချန်ပီယံလီဘာပူးအသင်းကကစားသမား၃ဦးအထိပါဝင်ခဲ့ပါတယ်။အကောင်းဆုံးကစားသမားဆုအတွက်စကားတင်စီရင်မှာလီဘာပူးအသင်းကဆာလာ၊ဘန်ဒိုက်စ်နဲ့ဂရာဗန်ဘက်တို့ပါဝင်ခဲ့တာဖြစ်ပြီးကျန်ကစားသမားတွေကတော့ Nottingham Forest က Chris Wood, Arsenal က Declan Rice, Brentford က Ambu Mo, Newcastle အသင်းက Isak နဲ့ Nottingham Forest အသင်းက Kane White တို့ဖြစ်ပါတယ်။ အသက်23နှစ်အောက်ကစားသမားတွေကိုဘေးရက်ချင်းမြင့်မဲ့အကောင်းဆုံးလူငယ်ကစားသမားဆုအတွက်စကားတင်ဆင်ရင်မှလည်းကစားသမားရှေ့ဦးပါဝင်ခဲ့တာပါအဲ့ဒီကစားသမားတွေကတော့အာဆင်နယ်အသင်းကစာလီပါအက်စတွန်ဗီလာကမော်ဂန်ရော့ဂျာစ်ဘရိုက်တန်ကပက်ဒရိုချက်စီကပါမာဘုံမောက်ကဟူဆန်လီဗာပူးအသင်းကဂရာဗန်ဘက်နော်တင်ဟမ်ဖောရက်စ်အသင်းကအယ်လန်ကာနဲ့အေဝစ်အသင်းကဒီလက်တို့ဖြစ်ပါတယ် လီဗာပူးကွင်းလယ်ကစားသမားဂရာဗန်မက်ကတော့အကောင်းဆုံးကစားသမားဆုအတွက်ဇာကာတင်စင်ရင်မာရောအကောင်းဆုံးလူငယ်ကစားသမားဆုအတွက်ဇာကာတင်စင်ရင်မာပါပါဝင်နေတာဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ဒီဆုတွေအတွက်မေလ19ရက်အထိဆန္ဒမဲပေးခွင့်ရရှိမှာဖြစ်ပြီးပရီးမီးယားလိချန်ပီယံလီဗာပူးနည်းပြအာနယ်စလော့နဲ့လီဗာပူးကစားသမားတွေရရှိဖို့အလားအလာများနေတယ်လို့သုံးသပ်ခံထားရပါတယ်။